လူတွေဆင်းရဲတယ်ဆိုတာအကြောင်း၈ခုရှိတယ်။လှူလို့ဆင်းရဲတာမဟုတ်ဘူး။စောစောကဦးစိုးပြောခဲ့တယ်နော်။မလှူတက်လို့ဆင်းရဲတယ်ဆိုတာပြောချင်နေတာ။နံပါတ်၁ရာဇတော်ဘယင်ကြောင့်ဆင်းရဲတာအားလုံးပြောနံပါတ်၁ဘာကြောင့်ဆင်းရဲတာလဲ။နံပါတ်၂စောရာတော်တခိုးတက်နံပါတ်၁ဘာကြောင့်ဆင်းရဲတာလဲ။တခိုးတများတွေကြောင့်ဆင်းရဲတာ။နံပါတ်၃အက်ကိမီးကြောင့်ဆင်းရဲတာ။နံပါတ်၃ဘာလဲ။ မိဘအန္တရာယ်တွေလေကိုခြားပွင့်စုဆောင်ထားတဲ့ဥစ္စာတွေတည်တည်ဆင်းဆင်းမထိမ့်သိမ့်ဘူးဆိုရင်မီးလောင်ထဲမှာပါသွားမှာပဲလေမီးလောင်သွားရင်အကုန်လုံးကုန်ပဲဘာမှမကျက်နံပါတ်၄ကရေချောင်းတဲ့ရေဘေးအန္တရာယ်တွေဆူနာမီလိုရေဘေးတွေတက်လာတဲ့ခါမှာအကုန်ပါအိမ်တွေလက်ဝတ်လက်စားတွေရွှေငွေတွေလူတွေရဲ့အသက်တွေအကုန်ပါအဲကြောင့်ရေချောင်းနဲ့လူတွေဆင်းရဲဒုက္ခရောက်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရားကနော် ဒုပ္ပါယုတ်တာလို့ခေါ်တယ်။စီးပွားရေးမလုတ်တက်လို့ဆင်းရဲတာ။တချို့စီးပွားရေးလုတ်တယ်။နားမလဲဘူး။မနားမလဲဘူး။လုတ်တော့လုတ်တယ်လေ။ကိုလုတ်တဲ့လုပ်ငန်းကိုမကျွမ်းကျင်ဘူး။အရင်နေ့တည်းအကုန်ပြုတ်။အမျက်မပြောနဲ့အရင်တော်ပြုတ်ကုန်တာ။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဖះเจ้าမဟုတ်ဘူး။ကိုစီးပွားရေးမလုတ်တက်လို့။အဲ့တော့စီးပွားရေးတစ်ခုလုတ်တော့မယ်ဆိုရင်တည်တည်ရှိရှိလေ့လာရတယ်။အလိမ်မခံရအောင်။တချို့အလိမ်ခံရတယ်။တချို့အလိမ်ခံရတယ်နော်။ ော်ဒီတချို့ဆိုရင်လည်းနိုင်ငံခြားမှာလှုပ်သွားလုံးပဲအလိန်ခံရတယ်အများကြီးပဲဖျားနဲ့ဘာမှမဆိုင်ဘူးဒါနနဲ့ဘာမှမဆိုင်ဘူးမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တော့အလိန်ခံရတယ်မြေတွေဝဲတယ်သူများလိန်ရောင်းသွားတယ်မြေတွေကိုရွှေတွေဝဲတယ်ရွှေအတုတွေလိန်ရောင်းခံရတယ်ကိုမကျွမ်းကျင်တာနော်အဲ့တော့ကိုမကျွမ်းကျင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့ချုံးတယ်ဖျားနဲ့ဘာမှမဆိုင်ဘူးဒါနလုပ်လို့မဟုတ်ဘူးအဲ့ကြောင့်ဆင်းရဲတယ်ဆိုတာအဲ့ဒါ နောက်တစ်ခုကဌာနတော်ဝိကစတိလို့ခေါ်တယ်။ရှစ်ကတုံးကဒီခေတ်လိုဘန်တွေဘာတွေမရှိသေးဘူး။ဒီနေ့ခေတ်မှာတော့ရှားပွဲစတောင်းလို့ရတဲ့ဥစ္စာကိုဘန်မှာထိုင်လုံကြုံတယ်။ဒါတော့မှဘန်ကဒေဝါလီခံသွားရင်သွားပြီနော်။ဘန်ဒေဝါလီခံလိုက်ရင်ချုံသွားပြီမမရတော့ဘူး။အဲ့တိုင်းပဲ။ဖျားရတဲ့တုံးကဘန်မရှိဘူး။ဘန်မရှိတော့ရွှေအိုးတွေကိုမြေကြီးမှာ မြုပ်ထားကြတယ်။ရွှေအိုးတွေကိုမြေကြီးမှာမြုပ်ထားတယ်။ တော့မြေကြီးမှာမြုပ်ထားတဲ့ဥစ္စာတွေကနေရာရွေ့တယ်တခါတလေရေတိုက်စားပြီးတော့ရေနဲ့မျောပါသွားတယ်ညင်ကမ်းပြီးပါလေအဲ့လိုမြုပ်ထားတဲ့ဥစ္စာတွေကနေရာရွေ့သွားရင်လဲဆုံးရှုံးသွားတယ်ဒီနေ့ခေတ်ဆိုရင်တော့ဘယ်မှာအထားတဲ့ဥစ္စာတွေဒီဝါလီခံသွားရင်ဆုံးရှုံးတယ်လို့ပဲပေါ့နော်ဒါမြတ်စွာဘုရားကစင်ရမွက်တည်တယ်ဆိုတာလှူလို့မဟုတ်ဘူးဆိုတာကိုချင်းပြနေတာနော်။နောက်မြတ်စွာဘုရားကပြောတယ်။ကုလင်္ကာရောဆိုတာ အမျိုးထဲမှာကိုယ့်ရဲ့မိသားစုထဲမှာ family ထဲမှာအတုံးအဖုံးကြီးတဲ့ပုံကိုပါခဲလို့ရှိရင်လည်းမွဲတာပဲတဲ့ရှားသလောက်မလောက်ဘူးအမေဖေတွေကကုံယုံပြီးရှားတယ်တာသမီးကစီးပွားမလုပ်ဘဲနဲ့ဖြုံးနေတယ်အလေလိုက်နေတယ်တောက်စားနေတယ်မူးယူးနေတယ်မိဘကရှေ့ကရှားတယ်နောက်ကတာသမီးကဖြုံးတယ်လင်ကရှားတယ်အမျိုးသမီးကဖြုံးတယ်အမျိုးသမီးကရှားတယ်လင်ကဖြုံးတယ်ဘလို့လို့ကြီးပွားမှလည်းအဲ့မိသားစုအဲ့လိုမိသားစုထဲမှာ အတုံးအဖြုံကြီးတဲ့ပုံကိုပါရင်လဲမွဲမှာပဲတဲ့လှူလို့မွဲတာမဟုတ်ဘူးနော်အတုံးအဖြုံကြီးတဲ့ပုံကိုပါတဲ့မိသားစုမွဲမှာပဲတဲ့မစ္စဘုရားတရားသိကောင်းတာပဲနော်နောက်ဆုံးတစ်ချက်ကတော့အာနိစ္စတာယမမြဲခြင်းသဘောတရားအရာလဲဖြစ်တတ်တယ်တဲ့သင်္ခါရသဘောတရားအရာပျက်စီးချိန်တန်တဲ့အခါမှာပျက်စီးတာမျိုးတွေရှိတယ်တချို့တချို့ပစ္စည်းဥစ္စာတွေကဆွေးသွားတယ်ပျောက်သွားတယ်နော် အဲ့ဒါတွေကမမြဲခြင်းသဘောတရားတွေပဲဒါကြောင့်လည်းပဲတခါတလေလူတွေဒုက္ခရောက်တတ်ပါတယ်အဲ့တော့မြတ်စွာဘုရားပြောချင်တာကလှူလို့ဆင်းရဲတာမဟုတ်ဘူးလှူလို့ဒုက္ခရောက်တာမဟုတ်ဘူးတဲ့စောစောကပြောခဲ့တဲ့အချက်ချစ်ချက်ကြောင့်ဒုက္ခရောက်တာလို့မြတ်စွာဘုရားဖြေကြားတော်မူပါတယ်